ီပြဿနာကိုဖြေရှင်းနိုင်မှာလားကျဲမာရေးစောင့်ရှောက်မှုရန်ပုံငွေနဲ့ပတ်သက်တဲ့သဘောထားကွဲလဲမှုတွေကိုဖြေရှင်းနိုင်မဲ့အလားအလာအမေရိကန်မှာဝေးကွာနေစေပဲဖြစ်ပါတယ်ဒါအပြင်အထက်လွှတ်တော်အတီးပြူချက်ရခဲ့ရင်တော့အောက်လွှတ်တော်ရဲ့အတီးပြူချက်လိုအပ်ပါတယ်အောက်လွှတ်တော်ရဲ့အမတ်နေရအများစုကိုရထားတဲ့ Trump ရဲ့ပါတီဝင်တွေဟာလည်းလက်ရာစွန်းတွေဖြစ်ပြီး Trump ရဲ့အယူဆတူတူတွေပဲဖြစ်ပါတယ်။ဒါပေမဲ့အောက်လွှတ်တော်က Republican တချို့ဟာ အခုအချိန်မှာတော့သူတို့နေထိုင်ရာပြည်နယ်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုဖျက်တောက်ခံရတာနဲ့ပတ်သက်ပြီးစိုးရိမ်လာကြတယ်လို့လက်နက်အခြေစိုက် University of Westminster ရဲ့ပါမောက်ခဂျွန်အိုဗန်ကသုံးသပ်ပါတယ်။လာမယ့်နိုဝင်ဘာမှာကျင်းပမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ Republican တွေတဲကကျန်းမာရေးစည်းရိမ်ဖျက်တောက်ခံရတာကိုမှနှိမ့်ကြသူတွေဟာ Trump ရဲ့ကြားဖြတ်ရွေးကောက်ပွဲ PRP ထောက်ခံခိုင်းမှုတွေကိုပါရင်ဆိုင်နေရတယ်လို့အိုဗန်ကဆိုပါတယ်။ လက်ရှိအစိုးရရန်နေရရက်တက်မှုတွေဟာဒီမိုကရက်တစ်တွေနဲ့ညှိနှိုင်းရေးလှုပ်ဖို့ထရန့်နဲ့သူ့ပါတီရဲ့စိတ်ဆန္ဒရှိမှုအတိုင်းအတာပေါ်မှီခိုနေပါတယ်လို့သူကပြောပါတယ်။ထရန့်ကိုယ်တိုင်ကတော့ဒီတောင်တင်ရေမြဖြစ်နေတဲ့ကိစ္စကိုအပြုသဘောဖြည့်ရှင်းဖို့ဆန္ဒရှိပုံမရပါဘူး။ဒီပြဿနာကိုဘယ်လိုဖြည့်ရှင်းကြမလဲဆိုတာမသိသေးပါဘူးလို့ထရန့်ပြောစကားတချို့ကိုကိုးကားပြီး CBS News ကကိုးကားဖော်ပြထားပါတယ်။အင်္ဂါနေ့မှခရစ်တိုဘေးဈေးကွက်အကျိုးဟောတဲ့ ပိုလီမားကတ်ကတော့အစိုးရရန်နီယာပိတ်သိမ်းနိုင်ခြေ86ရာခိုင်နှုန်းရှိတယ်လို့ကြေဖော်ပြခဲ့ပါတယ်။